မကွေးကံပြားလမ်းမှာဇန်နဝါရီလ9ရက်နေ့ညနေပိုင်းကဝါတင်ဆောင်လာတဲ့နေဆန်း6ဘင်းရင်တစီတိုင်မောက်ခဲမှုကြောင့်လူ73ဦးသေဆုံးခဲ့ပြီး78ဦးဒဏ်ရာရရှိခဲ့လို့သိရပါတယ်။မကွေးလမ်းပိုင်းဘက်ကနေဝါရီတင်ဆောင်မောင်းနေလာတဲ့အဲဒီကားဟာမကွေးကံပြားလမ်းမိုင်းနိုင်အမတ်9မိုင်5ဖလုံဒီမှာတိတ်မောက်ခရာရှင်ဘောပါ32ဝက်နဲ့စေဦးဟာအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးခဲ့ပြီးဒဏ်ရာရရှိသူတွေကိုတော့နေပြီးတော့ဂရင်တထောင်စေယုံတို့ပို့ဆောင်ခဲ့ပါတယ်။ ဒါပြင်ဇန်နဝါရီလ10ရက်နေ့နံနက်ပိုင်းမှာတော့ဒရန်ရရှိသူတွေက3ဦးထပ်မံတည်ဆုံခဲ့ပြီး18ဦးကတော့အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူလျက်ရှိနေလို့သိရပါဗျ။တည်ဆုံသူ17ဦးနဲ့ဒရန်ရရှိသူ18ဦးရှိခဲ့ကြောင်းကားပေါ်မှာလူ32ဦးလိုက်ပါလာခဲ့ပြီးအခုလိုလူတည်ဆုံမှုများခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သုံးသပ်ရပါကကားသမားရဲ့ပေါ်ဆောင်မှုကြောင့်ဖြစ်ကြောင်းနဲ့စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကသက်ဆိုင်ရာဌာနတွေနဲ့နေပြည်တော်ကောင်စီရဲဌာနချုပ်တို့ကိုတင်ပြမယ်လို့နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှုရမ်းမှုကြီးဇော်ခင်အောင်ကပြောကြားခဲ့ပါတယ် 16တောင်းတဲ့ပါကြောင့်ဘာခုတ်တဲ့ဒီဘောမင်းကုန်းရွာဘာခုတ်တဲ့ဟိုအဲဟို34ရောက်အုပ်စုအဲ့အုပ်စုကနေပြီးတော့မှကျွန်တော်ပြန်လာတဲ့အချိန်မှာတို့ဒီနေရာမှာဟိုကားရဲ့အစင်းပါဘောเนาะကားရဲ့ဟိုပေါ့ကျွန်တော်တို့ဒီဘီယာမဝင်ပြီးတော့မှဟုတ်တို့ဟို break နဲ့ထိမ်းစင်းနေရှိလိမ့်လိမ့်စင်းလိမ့်စင်းပြီးတော့မှအရှိတခါလေမင်းညာတော့ ကျွန်တော်အခင်းဖြစ်ဖြစ်အချိန်မှာတော့ကျွန်တော်တို့ကကေစေးပိုင်ညာလုပ်တယ်လူစီရဲ့ဟိုတိုင်းပုံနှစ်ကတက်ကအဖွဲ့ကြီးလာပြီးတော့မှလူ၈၀လောက်လာပြီးတော့မှသူတို့ကေစေးလို့တော့ရွာသားတွေရောကျွန်တော်တို့ဒီဟိုဟာဒီအုပ်ချုပ်ရေးပွဲစည်းတွေကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံးဝိုင်းပြီးတော့မှဒီကေစေးလုပ်ကြတာနော်လုပ်တဲ့အခါမှာပထမဆုံးတော့ကျွန်တော်တို့ကစီးုံကိုလာရောက်20လောက်မစရောက်တယ်နောက်တခါကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့ကမင်းညက်အားကျွန်တော်တို့ကကြည့်ရလို့ဒါပေမဲ့အဲ့မှာနောက်ဆုံးဆင်းချလိုက်တဲ့ခါကျွန်တော်စုစုပေါင်းအတွင်းလူလာ20 နော်ဟိုဟာကကျွန်တော်တို့ပြင်ပလုံလာတယောက်21ယောက်နောက်တခါတီတာတီဆုံးတာနောက်ဆိုမင်းညာ7ညတနာကြီးခွဲထီပေါ့တနာကြီးခွဲထီမှာ17ယောက်17ယောက်တီဆုံးတယ်အဲတီဆုံးပြီးတော့မှကျွန်တော်တို့မနေ့ကျတော့ပြန်ပြီးတော့မှထပ်ပြီးတော့နောက်တစ်2ယောက်တီနောက်တဲ့စုနောက်ဆုံးအခုလက်ရှိအနေထားရတော့ကျွန်တော်တို့စုပေါင်းတီဆုံးတာ73ယောက်နဲ့ဒဏ်ရရတာ18ယောက်ပြင်ပလုံလာ1ယောက်ပေါ့ အဲတော့သူတို့ကသူ့ကိုပါလာတာ34ယောက်ပါလာတယ်34ယောက်မှာ31ယောက်ကတော့ခုနဒီကားနဲ့လိုက်လာတာပေါ့ကျန်တဲ့3ယောက်ကတော့သူတို့စိုက်ကင်းနဲ့တော့သူတို့အားလုံးကျွန်တော်တို့ဒီဒီကြောက်ထဲမှာဆင်းပြီးတော့ဝါးပုံတော်ကြီးခုနကျွန်တော်ရှင်းတဲ့အခါကျတော့ဘာမှတော့မရှိတော့ဆိုတော့လက်ရှိနေထားတော့ကျွန်တော်ကဲမိနေတဲ့အချိန်ဒီဒီကားယူဆွတ်တင်ဖို့ပဲကျန်တော့တော့ပေါ့နော်အဲ့ဒီဝါးတင်ဆောင်လာတဲ့ကားဟာနေပြီးတော့ဥဒရသီနီမျိုးနဲ့ဘင်းကုန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာတွေကနေဖြစ်ပြီးအစမှာကားဟာဘရိတ်ပေါက်ခဲ့ပြီးတော့နှစ်ပတ်ခန့်လိမ့်ပြီးတော့တိတ်မောက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေကပြော ောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာကိုတပ်မတော်သားတွေနဲ့တပ်ဆိုင်ရာရဲတပ်ဖွဲ့တို့ကကယ်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်ပေးခဲ့လို့လည်းသိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရမောင်းကိုပြစ်မှုဆိုင်ရာဥပဒေပုံမှာ304ကြီး330ခွန်338နဲ့အမှုပွင့်ထားတယ်လို့သိရပါတယ်။